နမိုနီးယားရောဂါခံစားနေရတဲ့ငှက်ချနှိပြအဒီဟောင်းအားလုံးမင်္ဂလာပါငှက်ချတို့ဟာဒီဒီဘက်ကစားသွားခဲ့တဲ့ပရီးမီးယားလိပွဲစမှာဂေဂျီတို့ကိုအိမ်ခန်းမှာ4-1နဲ့ဆုတ်သွားနိုင်ခဲ့ပါတယ်တကယ်တမ်းဒီပွဲစဉ်အားဆိုရင်ငှက်ချတို့ဟာသူတို့ရဲ့နှိပြကြီးဖြစ်တဲ့အဒီဟောင်းမပါဘဲကစားခဲ့ရတာပါဒါကြောင့်အသင်းကိုလက်ထောက်နှိပြဖြစ်တဲ့ဂျေဆန်တန်တဲကပဲယာယီတောင်းရင်ယူခဲ့ရပါတယ်နှိပြမပါတာတောင်ဒီလောက်ထိဂိုးပြက်ခဲ့ရတာကြောင့်ဂေဂျီတို့တက်လဲပို့ပြီးတော့အဆိုင်ရစရာဖြစ်ခဲ့ပါတယ်ဒီပွဲအပြီးမှာငှက်ချတို့ဘက်ကလည်းနှိပြမပါလာတဲ့အကြောင်းရင်းကိုထုတ်ပြန်လာခဲ့ပါတယ် ီပြအဒီရောကနမိုနီးယားယောဂခံစားနေရပြီးတော့ဆေးရုံမှာဆေးကုသမှုခံယူနေရတာကြောင့်ခေတုနဲ့ပွဲကိုလဲချော်ခဲ့ရတယ်လို့မှတ်ကြားလို့ဘက်ကထုတ်ပြန်သွားခဲ့ပါတယ်နမိုနီးယားယောဂဆိုတာအဆုတ်အောင်ယောဂတစ်မျိုးဖြစ်ပြီးတော့လေထုထဲမှာရှိတဲ့ဘက်တီးရီးယားနဲ့ယောဂပူရိကြောင့်ဖြစ်ရတဲ့ယောဂတစ်မျိုးဖြစ်ပါတယ်။ဒီယောဂဖြစ်ပြီးဆိုရင်အဖျားကြီးတာတွေအသက်ရှူအားခက်ခဲတာတွေလည်းဖြစ်နိုင်ပါတယ်။အတရားဝါဆိုရင်နမိုနီးယားယောဂခံစားနေရတာရပ်ပိုင်းလောက်ကြာမြင့်နေပြီလို့သိရပါတယ်။သူ့အနေနဲ့ဆိုရင်ရတဲ့အချိန်တွေမှာတော့မရှိဘဲနဲ့တတိလည်းရှိနေတယ်လို့စကားလည်းကောင်းကောင်းပြန်ပြောနေနိုင်ပါပြီ။ ငါကြတို့ရဲ့ထုတ်ပြန်ချက်တွေမှာဆိုရင်သူ့ကိုဆူတောင်းပေးကြတဲ့အတွက်ကျေးဇူးတင်စကားလည်းပြောသွားခဲ့ပါတယ်အသက်58နှစ်ရှိနေပြီဖြစ်တဲ့အဒီဟောက်အနေနဲ့ sorry ဘက်ကငှကြအသင်းကိုဝယ်ယူလိုက်ပြီးတဲ့နောက်မှာတော့အသင်းရဲ့နီးပြဖြစ်လာခဲ့ပါတယ်။အဒီဟောက်ရဲ့လက်ထက်မှာငှကြတို့ဟာကစားသမားတွေအပြင်းမှုတွေနဲ့အတူထိတ်တန့်အဆင့်ကိုပြန်လဲရောက်ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီဒီမှာတော့လည်းဥရောပမှငွေရရှိခဲ့ပြီးတော့ပြည်တွင်းဖလားဖိုင်နယ်တွေထိတက်ရောက်နိုင်ခဲ့ပါတယ်။ Super League အမြင်မှုတွေမရတာတော်တော်လေးကြာမြင့်နေခဲ့တဲ့ငှကြတို့အနေနဲ့ဒီရာသီမှာတော့သူတို့ရဲ့ဖလားလက်မဲ့ဖြစ်နေမှုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ ။မကြားတော့အတရားဒီအချိုရေးဖလားဖိုင်တွေမှာပကိုးတင်းကိုအနိုင်ယူပြီးတော့ဘိုးဆွဲထားနိုင်ခဲ့ပါတယ်။ဒီစုပလာအောင်မြင်မှုကနိပြဟာဒီရောအပေါ်မှာလည်းအသင်းရတောင်းဝင်ရှိသူတွေနဲ့ကစားသမားတွေရဲ့ယုံကြည်မှုပိုတိုးလာစေခဲ့ပါတယ်။ဒါအပြင်ပရီးမီးယားလိအမှတ်ပေးစရာအရာမှကြားတို့ဟာတံပလာဝင်ဖို့လည်းခွင့်လန်းများနေပါတယ်။ကကြီးတို့ကိုအနိုင်ယူလိုက်နိုင်ပြီးတဲ့နောက်မှာတော့မှကြားတို့လည်းအမှတ်ပေးစရာအဆင့်လေးနေရာထီကိုတက်လန်းလာခဲ့ပါပြီ။ဒီရာဒီမှာပရီးမီးယားလိကအဆင့်၅အတွင်းဝင်တဲ့အသင်းတွေကတံပလာကိုဝင်ခွင့်ရရှိကြမှာဖြစ်ပါတယ်။ လက်ရှိမှာကုသမှုခံယူနေရဆဲဖြစ်တဲ့အဒီဟောက်ကဂျာယောင်မှာကစားမယ်နန်းတော်ရုံနဲ့ပွဲအပြင်လာမယ့်အပတ်မှာကစားရမယ်ဗီလာတန်းနဲ့ပွဲစဉ်ကိုပါလွဲချော်သွားဖို့ရှိနေပါတယ်ဒီပွဲဒီကတော့လက်ထောက်နီးပြဖြစ်တဲ့ဂျေဆန်တင်တဲကပဲဆက်လက်တောင်းဝင်ယူသွားတော့မှာပါဒမလာဝင်ဝင်တဲ့အရေးကြီးနေတဲ့အချိန်မှာလက်ထောင်လီပြားကရလတ်ကောင်းကြီးရအောင်ဆန်းဆောင်ပေးနိုင်မလားဆိုတာကိုစောင့်ကြည့်သွားအောင်မှာဖြစ်ပါတယ်။အဆုံးလေးကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။